အာရီတိုင်းမှာစပန်းဆိုင်ပြိုးမှုရာနှုန်းပြေထွက်ရှိဖို့လိုအပ်ပြီးပေါ်စံမွေးကိုတိုင်းရဲ့ကုန်မတ်တစိ့ brand အဖြစ်ဆောင်ရွက်တင်တယ်လို့စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကအော်တိုဘားလ19ရက်နေ့ပသိမ်မြို့ခီးစဉ်တွင်ပြောပါရယ်လက်ရှိစပန်းစင်းနှုန်းကျဆင်းမှုကြောင့်ဒေသခံတောင်သူတွေအရှုံးပေါ်နေချိန်မှာစီကောင်းဆောင်ကစပန်းထွက်နှုန်းတိုးရေးကိုအဓိကထားညွှန်ကြားခဲ့တာဖြစ်ပါရယ်ဒါအပြင် AR တိုင်းထွက်ပေါ်စံမွေးဟာအမှန်တကယ်ကောင်းမွန်တဲ့အမျိုးအစားဖြစ်တာကြောင့် ပေါ်ဆန်းမွေးကိုတိုင်းတစိ့ဖြစ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့၎င်းကထပ်မံပြောပါရယ်။စမားဆိုင်ပြိုးတဲ့လုပ်ငန်းတွေကိုအခုထပ်ပုံမတိုးတက်အောင် ကြိုးစားစေလိုပြီးပင်ကြားတန်ကြားမှန်ကန်စွာနဲ့ကောက်ကွက်ပြည့်မီအောင်ဆောင်ရွက်ဖို့နဲ့မိုးစဘာတရားတင်၊နှွေစဘာတရားတစ်ဆယ်တင်ပြည့်မီစွာထွက်ရှိဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကညွှန်ကြားခဲ့ပါရယ်။မိုးများတာနဲ့ရာသီဥတုအပြောင်းအလဲတွေကြောင့်စဘာတင်းတရားဆိုတာဘလို့မှမထွက်ပါဘူး။မိုးများရင်လည်းအထွက်နှုံးရော့တယ် အခုတင်ကောင်ကိုစပားမျိုးစားလိုက်တင်း60နဲ့80ဝန်းကျင်ပဲထွက်တာများတယ်ဒီနှစ်မိုးများတော့စပားထွက်တာပိုလျော့သွားတယ်လို့လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ ARD တိုင်းရှိစိုက်ပျိုးရေးတောင်သူတူက ARD Time သတင်းဌာနကိုပြောပါရယ် ARD တိုင်းတွင်စိုက်ပျိုးမြေရဲ့ဆရာကိုင်းနှုံးခန့်ကရေနံကွင်းတွေဖြစ်ပြီးအဲ့ဒီမြေတွေကိုပြုပြင်ကလေစပားစိုက်ပျိုးရေးငါးပစုံမွေးမြူရေးလှုပ်ဆောင်နိုင်ကြောင်း အဲဒီလိုလှုပ်ဆောင်ပြီးစိုင်းပြိုးရင်းနဲ့မွေးမြူရေးကုန်လုပ်ငန်းတွေတိုးတက်လာမယ်ဆိုပါကပြည်ပပို့ကုန်တွေတိုးတက်လာပြီးနိုင်ငံခြားငွေ ပုံမှုတိုးတက်ရရှိမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကမကြာခဏပြောကြားလေးရှိပါတယ်။အလားတူနိုင်ငံခြားငွေ ကုန်ကျနေရတဲ့စားသုံးစီတင်သွင်းမှုကိုလျှော့ချဖို့နေကြာပဲပုတ်မြေပဲနှံစတဲ့စီထွက်သီးနှံတွေလည်းစိုက်ပျိုးဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကတိုက်တွန်းခဲ့ပါတယ်။လက်ရှိမှာစပားရောင်းချရာမှာတိုင်းနဲ့ပြည်နယ်ကြော်ပြီး နေကျော်ဖြတ်တန်းခွင့်ပိတ်ထားမှုစံစည်းထိမ့်ချုပ်ထားမှုနဲ့တွင်အားစုတွေပါဝင်အထွေထွေကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်ဇဘာစည်းနှုန်းကျဆင်းပြီးတောင်သူတွေအနေနဲ့အယုံပေါ်နေတယ်လို့ဒေသခံတောင်သူတွေစီကသိရှိရပါတယ်။အေရီတိုင်းကန်ကြီးတော်မြို့နယ်ရှိစစ်ကောမရှင်ခန့်ခြေရွာအုပ်ချုပ်ရေးမှုရဲ့အမားဖြစ်သူဦးဆောင်ပြီးယူဇော်တီတွေနဲ့အတူတိန်တဆင်လိုက်လံကစစ်ကောမရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲထည့်ရမယ်လို့ချင်းချောက်ပြောဆိုနေတယ်လို့ ဒေသခံတွေစီကသတင်းရရှိပါရယ်ဒါကကြေးပြောအုပ်ချုပ်ရေးမှုမှာဥကြော်ကြော်ဖြစ်ပြီးသူ့ရဲ့အမဖြစ်သူ မခင်မြက်ကျော်နဲ့ရိုင်းမှုစိန်မှုပြစောထီတွေကမဲထဲရမယ်လို့ပြောဆိုပြီးမဲမထဲတဲ့နေအိမ်တွေကိုစစ်ကောင်မရှင်တက်ခေါ်ပြီးဖမ်းဆီးမယ်လို့လည်းချင်းချောက်ပြောဆိုတယ်လို့ဒေသခံတွေကပြောပါရယ်အဲ့ဒီအမျိုးသမီးကဥဆောင်ပြီးခိုင်းနေတာအခုကရင်ကတိန်ဝင်တိန်ထွက်နဲ့မဲထဲဖို့လိုက်ပြောနေတာမဲမထဲရင်ဖမ်းဆီးမယ်ပေါ့ စစ်မှုရန်တခါပို့ပေးရရင်လည်းသူတို့အတွက်မွေးတော်များများရကြတယ်လို့ဒေတာကန်တူက ARD Times ကိုပြောပါရယ်။လာမယ့်နိုဝင်ဘာလကစတင်ပြီးကျေးရွာတွင်ရှိနေနိုင်ကိတူးစစ်မှုရန်ခြေဖြစ်တလကို9000ကျပ်ပေးဆောင်ရမယ်လို့ဆိုပြီးအစည်းအဝေးတွေမှာစစ်ကောင်မရှင်ခန့်ကျေးရွာအုပ်ချုပ်ရေးမှုဦးကျော်ကျော်ကကြိုတင်အတိပေးထားတယ်လို့ဒေတာကန်တွေကပြောပါရယ်။ဒါကကြေးရွာစစ်ကောင်မရှင်ခန့်ကြေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ကျော်နဲ့အဖွဲ့ဟာဤသူစစ်မှုရန်တကြိမ်ပို့ဆောင်ရင် 380ဝန်းကျင်ထိရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်စစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီရေးနဲ့မဲထဲဖို့ AR တိုင်း26မြို့နယ်ရှိဒေသခံပြည်သူတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့၊စံခိုင်ရေးပါတီဝင်တွေ၊ပြူစောတီတွေစစ်ကောင်မရှင်တပ်တွေကလှုပ်ဆော်စည်းရုံးနေတယ်လို့စုံစမ်းသိရှိရပါတယ်။ ARD တိုင်းတွင်းမှာစစ်ကောင်မရှင်ဟာစီးရဲရပြားပေးမှုတွေလုပ်နေတဲ့အကြောင်း ဒေတာကန်တွင်နဲ့စီရေးသတင်းရင်းမြစ်တွေစီကသိရပါရယ်အာရခတတော်အေနဲ့တိုက်ပွဲပြင်းထန်နေတဲ့အယောရီတိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်က စင်အားလုံရင်ပို့ဆောင်နေတာလည်းဖြစ်ပါရယ်စစ်တုံးကားကြီးအစီး20ပါရင်နှန်းနဲ့အော်တိုဘာဒုတိယပတ်ကစပြီးစင်အားတွေကိုဖြစ်တင်းနေတာပါအဲအခုစစ်တပ်ကဒီအားပိုးတာမှာဒီထောက်ပို့လမ်းကြောင်းကြောင်းတဲ့အနေနဲ့ပေါ့နော်ဒီအင်တာတာဘက်ကနေကွင်းကောက်အထိပ် တက်ပြီးမှဒီလေးမျက်နှာကြီးကြီးဘက်ကိုစေ့ရင်တိုင်းနဲ့သွားတယ်ဗျအဲလေးမျက်နှာဘက်ကိုအမိုးအုပ်6 35ကြီးတွေလည်းပို့နေတာနေတွေ့ရပါတယ်ဗျစစ်ကောင်မရှင်ဟာရေးကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်တွေကိုစေ့ရင်အောင်ပို့ဆောင်ရမှာဟင်္ဒရာကနေကွင်းကောက်ကိုသွားပြီးအဲဒီကမှစာစီကုန်းဘေပြားကုန်းဘက်ကနေပို့တာလို့ဆိုပါတယ်အယောရီတိုင်းလေးမျက်နှာမြို့နယ်ပောင်းဝင်အမြောက်တက်3လေးလေးရှိရာရေးကြီးမြို့နယ်မှာလဲစစ်ကောင်မရှင်ကအင်အားဖြည့်တင်းနေတယ်လို့ အမတ်တသုံးလေးလေးပဝင်းကျင်ရွာတွေကဒေသခံတွေကိုမောင်းထုတ်ပြီးကာကင်းစခန်းတွေ လုပ်နေတာဟာငတိုင်းချောင်းထိစစ်စေးဂိတ်တွေတိုးချဲ့ထားတယ်လို့ဆိုပါတယ်။ဒီလိုစစ်ရင်အားတွေ ဖြစ်တင်းနေတဲ့စစ်ကောင်မရှင်ဟာတိုက်ပွဲမရှိတဲ့အချို့မြို့ပေါ်ကိုတိုက်လေရင်တွေဖျက်ပြန်ပြပြီးပြည်သူလူထုကိုချိန်ချောင်းမှုတွေလည်းလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လေရင်ကိုနှိမ့်နှိမ့်လေးပြန်သွားတာလူတွေဆိုတာလန့်ပြီးတော့ဟိုးပုံးဒီပုံးပေါ့။ဒါတောင်ကိုရီဘက်ကတကယ်တိုက်ခတ်ခံနေရတာမဟုတ်ဘူး။ တကယ်အကျဲခံရတဲ့နေရာတွေကပြည်သူတွေဆိုရင်ဘယ်လောက်ဒုက္ခရောက်ကြမလဲလို့အသီးလဲဝင်ပါတယ်။မကြခဏအဲ့လိုလှုပ်လှုပ်ပြနေတာဟာပြည်သူတွေကိုချင်းချောင်နေတာပဲလို့ထင်တယ်။စစ်ကောင်မရှင်ဟာ ERI တိုင်းကိုဆင်ရခေဖို့အတွက်မိုင်းပန်ခြေဆိုင် စက္ကခ19လောက်ခံတရင်တွေနဲ့စစ်မှုရန်တနန်းဆင်းတွေကိုအများဆုံးတုံးထားတယ်လို့စီရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်မရှင်အနေနဲ့ဆင်ရတွေဖြစ်တင်းနေတယ်လို့ ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်ရေတွက်ကလည်းများနေတာကြောင့်အနောက်တောင်ပိုင်းစစ်ဌာနချုပ်လောက်ရှိပသိမ်စစ်မြေပြင်စိတ်တရင်မဆရလေးမှာကိုပဲနေရာမလောက်ဖြစ်နေတယ်လို့လည်းသိရပါဗျ။ဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာစေယုံတွင်ကရင်မဆန့်တော့တဲ့အတွက်စေတရင်အရှိကကစားခွင်းနဲ့နားနေဆောင်နေမှာပါထားပြီးစေကုသပေးနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်စစ်မှုရန်တန်းဆင်းတွေနဲ့မွေးရစေဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာ ခိခိုက်သိဆုံးမှုတွေများပြီးမဆာရလေးပသိန်ကို ပြန်လဲတည်ယူတဲ့အခါမှာရွှေမြင့်တင်တုတ်တန်ကိုမပို့ပင်ရင်ခွဲယုံမှာပဲအဆုလိုက်ပြုံးလိုက်အမိစာပြန်ပေးကြရတယ်လို့ဆိုပါတယ်။အီယန်ရီတိုင်းဖျာမုံမြို့နယ်ချောင်းတွင်းကျေးရွာရှိတနတဟာယာဆန်ဆက်မှာအော်တိုဘာ21ရက်နေ့ကပောက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတအူးသိဆုံးခဲ့ကလေးဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စံစက်မှာရှိတဲ့ဖိုင်လာအိုးကိုပြုပြင်ကမီထိုးစမ်းတက်ရာကပူချိန်မြင့်တက်မှုကိုမထိန်နိုင်ပဲပောင်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရပါဗျ။တည်သွားတဲ့သူကဖိုင်လာအိုးကိုလာပြင်ပေးတဲ့သူပါပောင်ကွဲမှုမှာပွဲချင်းပြီးသွားပါတယ်။စံစက်တစ်ခုလုံးနဲ့ပျက်စီးသွားတယ်လို့မျက်မြင်တွေ့ရှိသူတို့က ARD Times ကိုပြောပါဗျ။ ပောက်ကွဲမှုမှာဆန်ဆက်လုတ်သားမျိုးသားသုံးနဲ့မျိုးသမီးတူတို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးဖျာပုံဆင်းရုံကိုပို့ဆောင်ထားရတယ်လို့သိရပါဗျ။လက်ရှိမှာဆန်ဆက်ကိုရဲနဲ့မိသက်တွေကလမ်းရောက်စစ်ဆေးနေပြီးဆန်ဆက်ပိုင်ရှင်ကိုအေးအေးယူဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါဗျ။ ARI တိုင်းပသိမ်မြို့နယ်တွင်ရှိရက်ွက်နယ်ကျေးရွာတွေမှာအော်တိုဘန်၁၈ရက်နေ့လူငယ်၁၀ရောင်းလောက်ကိုအုပ်ချုပ်ရေးမှုတွေကချုပ်တင်အတိပေးတာမရှိဘဲ စစ်မှုထမ်းဖို့အတမဖန်စည်းခွန်ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါဗျ။စစ်မှုရန်အစားထိုးဖို့လက်စင်ငွေထည့်နေပေမဲ့လူငယ်တွေကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကကြိုတင်အကြောင်းကြားတာမရှိဘဲစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ပတ်စံကတော့လာတိုင်းထည့်နေရတယ်။လာပြီးခေါ်သွားတော့မြို့နယ်ကတိုက်ရိုက်လာခေါ်တာဆိုပြီးအုပ်ကြီးကလွှဲချတယ်လို့ပသိမ်ဒေသခံတူက ERI Times ကိုပြောပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့မှာအမှတ်10ရက်ကွက်နဲ့ရေဦးစင်ကျေးရွာတို့ကလူငယ်နှစ်ဦးကိုစစ်မှုထမ်းမှုအတွက်အတင်းဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။လက်ရှိမှာခေါ်ဆောင်ခံရသူလူငယ်တွေကိုစစ်ကောင်စီတပ်တွေတွင် ခေါ်ဆောင်ထားပြီးမိဘတွေနဲ့ဆက်သွယ်ခွင့်မပေးဘဲစစ်တင်နန်းဆင်းမှဆက်သွယ်ခွင့်ရမယ်လို့လည်းသိရပါတယ်။ စစ်ကောင်မရှင်အနေနဲ့ရှေ့တန်းစစ်မျက်နှာပင်ကိုပို့ဆောင်ဖို့တပ်ဖွဲ့ဝင်အင်အားဖြည့်ဆည်းဖို့အတွက် ARD တိုင်းပါဝင်အခြားတိုင်းနယ်ပြည်နယ်ချို့မှာလူငယ်တွေကိုအတမဝင်ရောက်ဖမ်းဆီးမှုတွေပိုမိုလှုံ့ဆော်လာတယ်လို့သိရှိရပါတယ်။ ARD တိုင်းရေကြီးမြို့နယ်စပင်ကြီးရွာကိုစစ်ကောင်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူ20ကျော်သေဆုံးတယ်လို့သိရပါဗျ။စစ်ကောင်မရှင်က Jet Fighter 3စီးနဲ့စပင်ကြီးရွာကို အော်တိုဝါ23ရက်မနက်7:00နာရီခွဲလောက်ကစပြီးမိနစ်20လောက်ကြာအောင်ပေါင်900ဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ဆက်ပြင်းရွာဘုံကျဲခံရတာဟုတ်ပါတယ်။အမျိုးသမီးနဲ့ကလေးငယ်တွေလည်းထိခိုက်သေးဆုံးတာအမှန်ပါလို့သတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။မနက်ပိုင်းမှာ Jet Fighter 2စီးနဲ့ဆက်ပြင်းရွာကိုလာရောက်တိုက်ခိုက်ခဲ့ပြီးနေ့လယ်မှာလည်းထပ်မံလာရောက်ပြီးပေါင်900ဘုံတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာမျိုးသမီး၄ဦးအပါအဝင်24ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိတယ်လို့သိရပါတယ်။ညကလည်းပောက်ကွဲတန်ကြီး10ကျက်ကျော်ကြားရပါတယ်။လေရင်လားနဲ့နဲ့ကြီးလားတော့မသိဘူးလို့ရေးကြီးဒေသခံတူကပြောပါတယ်။လေချောင်းတိုက်ခိုက်ခံရတဲ့စပင်းရွာမှာတိုက်ပွဲဖြစ်ပွားနေတာမရှိဘဲဘုံကျဲခံရမှုကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေထိခိုက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။